အားလုံးမင်္ဂလာပါကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကကိုကြည်မှာကျွန်တော်ဒီဗီဒီယိုဖိုင်တင်တဲ့အခါကျတော့အဲဒီဝေဖန်အကြံပြုသုံးသက်တဲ့ comment တွေတိတ်မတွေ့ရဘူးเนาะဟိုကျွန်တော်ပြောခဲ့သူတွေပဲစိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေမပေးသည်ဖြစ်စေမပေးသည်ဖြစ်စေဟိုဝေဖန်ပို့ရပါဘောเนาะဝေဖန်ပို့ရဖြစ်တဲ့အခါမှာအဲ့ဒီပြီးခဲ့တဲ့ဘက်ကကျွန်တော်ကဒီနောက်ဆုံးကနန်းကကျွန်တော်တို့ဒီ49ခုမှာ လေးခွန်ကိုမှာပေါ့နော်လေးခွန်ကိုမှာလည်းကျွန်တော်တို့ဒီခွန်ခါကမကြိုက်တဲ့ခါကျတော့ organ ကမထူရဘူးဒီ38ကိုမှာလည်းကျွန်တော်တို့နော်38ကိုမှာလည်းဒီ38ကဏ္ဍထွက်တာတည်းလေ38ကတွဲပါမလားဆိုတာကဏ္ဍက organ မထူရဘူးပေါ့နော်မထူရဘူးမထူရတဲ့ခါကျကျွန်တော်ဒီအဲ့မှာချားချပြီးတော့တခါတုံညက်တေကိုတစ်တုံညက်ကိုပေါ့နော်ကဏ္ဍကလည်းထူရဘူးပေါ့နော်ဒါမှမဟုတ်နောက်ဆုံးပြကြတော့ကျွန်တော်ဒီ3 ၈ကိုပဲဒီကမျက်စိပဲပြီးတော့ကစားခဲ့တယ်ပေါ့ဗျာနော်မျက်စိပဲပြီးကစားတဲ့ခါမှာပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ဒီ line နေမှာတို့သဘောတရားကျွန်တော်တို့ဒီ၈ထိပ်စီပေါ့တို့တို့မောင်းရင်ခွန်ပေါ့ငါးပေါ့နော်ငါးထိပ်စီပေါ့နှလုံးမောင်းတစ်စီပေါ့တို့ငါးပေါ့နော်၆ထိပ်စီပေါ့နှလုံးမောင်းရင်ကိုပေါ့တို့ငါးပေါ့နော်၂ထိပ်စီနှလုံးမောင်းရင်၃ငါးပေါ့နော်ဒီမှာ၃ထိပ်စီ ၃တော့ပေးနှလုံးပေါင်း6 50ဖြစ်ပြီဆိုရင်ဒါကိုထိရှိပေါ့ထိရှိရနော်ထိရှိရကျွန်တော်တို့ကိုထိရှိအဲ့ဒီသူ့မှာကကျွန်တော်တို့ကဒီပြီးခဲ့တဲ့ဘက်ကထိပေါ့နော်ပြီးခဲ့တဲ့ဘက်ကဒီတော်တော်လေးကိုကျွန်တော်တို့ဒီသုံးရှိကိုလိုကဏ္ဍမျိုးပေါ့နော်သုံးရှိကိုလိုကဏ္ဍမျိုးကဟိုပေါင်ကျင်းမတ်တဲ့အနေထားတစ်ခုမှာတော့တော်တော်ပြည့်ပြည့်စုံစုံလာတယ်ပေါ့နော်လေးခွန်ကိုကလည်းလာတယ်ပေါ့ဒါပေမဲ့ခွန်ခါတိုင်းနေတက်ပြီးတော့ဟိုမကစားတော့ဆိုတော့ဆုတ်ခဲ့ကျွန်တော်တို့က တူတင်တိခဲ့တယ်ဒါမျိုးပယ်နိုင်ခဲ့တယ်လားဆိုတော့လေမပယ်နိုင်ခဲ့ဘူးပေါ့နော်သူတို့ပြပြခဲ့တဲ့ဘက်ကတော်တော်သူတို့ဗရိတ်မရခဲ့တာပေါ့နော်ဗရိတ်မရခဲ့တာပေါ့အဲ့ဒီမှာကျွန်တော်တို့ဒီနှလုံးမောင်းကြီးဒီလေးလေးကိုကျွန်တော်တို့ကိုးနဲ့ပေါင်းလို့ရှင်တော့တုံးထစ်နော်ဒီတုံးထစ်ကနှလုံးမောင်းကြီးဒီလေးလေးကိုကိုးနဲ့ပေါင်းလို့ရှင်တော့၈ထစ်နှလုံးမောင်းကြီး၃၅နဲ့ပေါင်းလို့ရှင်၈၅ထစ်နှလုံးမောင်းကြီးဒီ၆၆ကိုကိုးနဲ့ပေါင်းလို့ရှင်၅၆ထစ်နှလုံးမောင်းကြီးဒီ၁၀၁၀ကို၆နဲ့ပေါင်းလို့ရှင်၆၂ထစ်နှလုံးမောင်းကြီးဒီ၅၅ကိုကျွန်တော်တို့နှစ်ဖြူကတော့နှလုံးမောင်းကြီးခွန်နော်နှလုံးမောင်းကြီးခွန် တို့တို့ဘာကြံသေးတယ်လဲเนาะကျွန်တော်တို့သုံးသိရှင်းပေါင်းရင်တနပေါင်းရင်ခုကိုနောက်ပိပရိတ်တစေနောက်ပြီးတော့သုံးသိဆိုရင်နောက်လုံးပေါင်းရင်ခွန်ဆိုတဲ့ site တွေကိုကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကတော့ဒီ3 8ကိုဆိုတဲ့ကဏ္ဍမျိုးကတော့ပြည့်စုံခဲ့တယ်ပေါ့เนาะဒါပေမဲ့အာယုံပေါ့เนาะစိတ်ကလည်းတိတ်ပြီးတော့မကြိုက်ခဲ့ဘူးပေါ့အဲ့တော့ဒီနေလားလာကြီးပေါ့เนาะတိတ်မကြိုက်ခဲ့တဲ့ထဲမှာလည်းပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီသုံးသိစီနဲ့ပတ်သက်ပြီးတော့အခုချိန်မှာကျွန်တော်တို့ဘယ်လိုကစားကြမလဲပေါ့เนาะ လူကစားလို့ကျွန်တော်ပြောခဲ့တယ်လို့ပဲဒီ6 4 9 6ရဲ့4ရဲ့9ရဲ့တို့လုံးပေါင်းကြီးဒီကိုနော်6ရဲ့4ရဲ့9ရဲ့တို့လုံးပေါင်းကြီးဒီကို6ရဲ့5ရဲ့1ရဲ့တို့လုံးပေါင်းကြီးဒီ2နော်4ရဲ့1ရဲ့9ရဲ့တို့လုံးပေါင်းကြီးဒီ4 5ရဲ့6ရဲ့9ရဲ့တို့လုံးပေါင်းကြီးဒီ3ည1ရဲ့5ရဲ့3ည1ရဲ့တို့လုံးပေါင်းကြီးဒီ6 9နဲ့4တို့နော်9နဲ့4တို့နော်6နော်9နဲ့4တို့နော်6ကိုဒီလေလုံးပေါင်းကြီးဒီပို့လို့ဖြစ်တဲ့ခါ ော်နော်ဒီလိုဖြစ်ပိုးလို့ဖြစ်တဲ့အခါမှာဆိုတော့ဒီနှလုံးပေါင်းကြီးဒီလေးနော်၃ညနဲ့၄နဲ့ပေါင်းလို့ရှိရင်ဒီနှစ်နဲ့၅နဲ့ပေါင်းလို့ရှိရင်ခွန်ပါပါနော်၈နဲ့၁နဲ့ပေါင်းလို့ရှိရင်၉နော်၉နဲ့၆နဲ့ပေါင်းလို့ရှိရင်ဘယ်လို၅နော်၁နဲ့၅နဲ့ပေါင်းလို့ရှိရင်၆ဆိုပြီးတော့ထည့်ရပြီဒီမှာတော့ကျွန်တော်တို့၃ည၉နှစ်၄၃ည၆ပေါ့ဒီမှာတော့ကျွန်တော်တို့နှလုံးပေါင်းကြီး၆ကိုနှလုံးပေါင်းကြီး၆ဆိုပြီးတော့ထည့်ရိုက်ပါတယ်ပေါ့နော် ဒီမှာကျွန်တော်တို့ကိုးနှစ်လေးတုံညာလို့ပဲမဖြစ်ဘူးနော်ဒီကိုးနှစ်လေးတုံညာမှာကျွန်တော်စောပါပြောခဲ့တယ်လို့ပဲရှင်းနဲ့၆နဲ့ပေါင်းလို့ရှိရင်လေးကိုးနဲ့ရှင်းနဲ့ပေါင်းလို့ရှိရင်ခွန်ခွန်နဲ့နှစ်နဲ့ပေါင်းလို့ရှိရင်ကိုးခွန်နဲ့ရှင်းနဲ့ပေါင်းလို့ရှိရင်ငါကိုးနဲ့တုံညာနဲ့ပေါင်းလို့ရှိရင်ကိုးဆိုပြီးတော့ပြန်လာတယ်နော်ကိုးဆိုပြန်လာတဲ့ခါမှာဒီမှာလဲကျွန်တော်တို့နှလုံးပေါင်းကြီးဒီလေးရှင်းနဲ့၆နဲ့ပေါင်းလို့ရှိရင်လေးငါးနဲ့နှစ်နဲ့ပေါင်းလို့ရှိရင်ခွန် 6နဲ့3နဲ့ပေါင်းလို့ရှိရင်9 2နဲ့3နဲ့ပေါင်းလို့ရှိရင်5 2နဲ့3နဲ့ပေါင်းလို့ရှိရင်5ဆိုပြီးတော့เนาะအဲ့ဒီတိုင်ပင်တွေမှာတားကိုက်ဆက်တယ်တိုင်ပင်တွေမှာကျွန်တော်တို့ဒီ၃ဒေစီလည်းငင်းမရအောင်၄ဒေစီလည်းငင်းမရအောင်ဒါပေမဲ့၃ဒေစီအပိုချိုက်ခဲ့ပြီးကြတော့ကเนาะ၃ဒေစီနောက်ပိုချိုက်ခဲ့တယ်၃ဒေစီလည်းပိုချိုက်တယ်ကိုနောက်ပိတ်လည်းချိုက်တယ်ပေါ့เนาะဒါပေမဲ့လုံးဝအလုံးဒီလုံးဝတွဲမလာခဲ့ဘူးပေါ့เนาะတွဲမလာခဲ့တာဖြစ်တဲ့အတွက်ဒီကျွန်တော်တို့ဒီလိုက်မရတဲ့အတွက်လိုက်မရတဲ့အတွက်ဗီဒီယိုဗန်တရားတဲ့အခါကျမိနစ်ကအများကြီးမရဘူးပေါ့နော်။ ော့နောက်တစ်ပိုင်းမှာကပြန်ပြီးတော့ဒီစေချင်းသုံးသက်ချက်ပြီးပေါ့တင်ပြပါဦးမယ်နော်အားလုံးပဲမင်္ဂလာပါခင်ဗျအားလုံးမင်္ဂလာပါနော်စေချင်းကပထမပိုင်းပေါ့နော်ပထမပိုင်းမှာကျွန်တော်တို့ခွင့်နံငါးနဲ့ပုံလို့ရှိရင်ခွန်း၈နဲ့6နဲ့ပုံလို့ရှိရင်၄9နဲ့2နဲ့ပုံလို့ရှိရင်၁နော်တဲ့နဲ့၃နဲ့ပေါင်းလို့ရှိရင်၄၉နဲ့၃နဲ့ပေါင်းလို့ရှိရင်၂ တို့ခွန်လေးတလေးနစ်ဒီခွန်လေးတလေးနစ်ကိုတို့ဘာဝပြန်ထည့်တဲ့ခါကျတော့6နဲ့8နဲ့ပုံလို့ရှိလေဒီကို8နဲ့ပုံလို့ရှိနှစ်ခွန်ဘာဝနှစ်ရှိလေတာနော်တင်းနဲ့တင်းနဲ့နှစ်နဲ့ပုံလို့ရှိရင်တို့သုံးကို6နဲ့ပေါင်းလို့ရှိရင်ကို4ပါပါကို7နဲ့7နဲ့ပေါင်းလို့ရှိရင်6 6ကိုသုံးရနဲ့ပေါင်းလို့ရှိရင်6တက်ပါပါ6ဟုတ်ဒီမှာကကျွန်တော်တို့6နဲ့သုံးရနဲ့ပေါင်းလို့ရှိရင်6 6ကိုသုံးနဲ့သုံးနဲ့ပေါင်းလို့ရှိရင်4ပါပါကို ကောက်ကကျွန်တော်တို့နှစ်ပေါင်ပါခွန်ဖြစ်ခိုးရတယ်။တုံညာနဲ့၄နဲ့ပေါင်လို့ရှိရင်လေး၄ကို၃နဲ့ပေါင်လို့ရှိရင်ခွန်ဆိုပြီးတော့၃လေတိုင်းပေါ့နော်။၃လေတိုင်းအဲ၃လေတိုင်းပြီးသွားတဲ့အခါကျတော့ဒါကကျွန်တော်တို့ပါဝါထည့်တဲ့အနေအထားတစ်ခုပေါ့နော်။ပါဝါထည့်တဲ့အနေအထားတစ်ခု။အဲ့ပါဝါကိုကျွန်တော်တို့ကပြန်ပြီးတော့ပေါင်းခြင်းမတ်တက်တွေပေါ့နော်။ပေါင်းခြင်းမတ်တက်တွေချက်တော့ပေါင်းခြင်းမတ်တက်တွေချက်တဲ့အခါမှာကျွန်တော်တို့ဓာတ်ဒီ၃ခါတိုင်ကကျွန်တော်တို့ဆရာကဘောမြေ လည်းတင်ထားတယ်နော်ပြန်မကျွန်တော်ရှင်းပြပေးမယ်နော်အတူတင်တဲ့ site မှာတွားပြီးတော့မိနေတယ်ကျွန်တော်တွေ့ထားကလည်းကျွန်တော်လည်းတင်မယ်တင်မယ်နဲ့နှလုံးချီနဲ့ဆိုတော့မတင်ဖြစ်တာနဲ့နော်ဆိုတော့ဒီမှာ6ထီစီကျွန်တော်တို့ဒီမှာ6ထီစီဒီမှာ3ညထီစီကျွန်တော်တို့6ထီစီကျွန်တော်တို့ဒီမှာ2ထီစီပေါ့နော်ဒါကျွန်တော်တို့6 6 3ည6နှစ်နော်6 6 3ည6နှစ်ဒီ6ထီစီကိုကျွန်တော်တို့6နဲ့ပေါင်းလို့ရှိရင်9ရတယ်နော်6ထီစီကို6နဲ့ပေါင်းလို့ရှိရင်9ရတယ်9ကို10နဲ့ပေါင်းလို့ရှိရင်3နဲ့နော် အားကို၈နှစ်ပေါင်းလို့ရှိရင်တုံးတယ်သူတခုပဲမဲ့ကြနော်ကိုကို၁နှစ်ပေါင်းလို့ရှိရင်၁၀နှစ်၁၀ကိုလေတိုင်း၇နှစ်ယူခဲ့တဲ့လေတိုင်းနော်လေတိုင်းကို၂နှစ်ပေါင်းလို့ရှိရင်ကျွန်တော်တို့၂နှစ်တယ်နော်ဒါလေးကျွန်တော်ဘုံရှင်းမပြတော့နော်တုံးတုံးပြီးရင်၂နှစ်ပေါ့နော်ဒါပါဝါမူကြီးဘက်ကပါဝါတက္ကနာနော်ဒီမှာကျွန်တော်တို့၃၈နှစ်ပေါင်းလို့ရှိရှိ၈ကို၈နှစ်ပေါင်းလို့ရှိရင်၆နော်၉၆နှစ်ပေါင်းလို့ရှိရင်ငါးငါးကို၃၈နှစ်ပေါင်းလို့ရှိရင်ကျွန်တော်တို့၅ပေါ့နော်ဒီမှာကျွန်တော်တို့၂ကို၃၈နှစ်ပေါင်းလို့ရှိရင်၂ကို၃နှစ်ပေါင်းလို့ရှိရင်၅ဆိုပြီးတော့နော် ကျွန်တော်တို့996နှစ်3ဆိုပြီနော်996နှစ်ဒီ996နှစ်3ကိုကျွန်တော်ကပါဝါသူ့ပါဝါတဲ့ဟိုပြန်ထည့်မယ်ပေါ့နော်ဟာဘာသူ့ပါဝါတဲ့ပြန်ထည့်မယ်နော်အဲ့ဒီမှာကျွန်တော်တို့68ကောင်စားတယ်နော်68ကောင်စားတဲ့ကောင်မှာရှင်းနဲ့နှစ်နဲ့ပေါ့လို့ရှိရင်ဒုညာဒုညာကိုကွာ၃နဲ့ပေါ့လို့ရှိရင်၃ဒုညာကိုကွာ၃နဲ့ပေါ့လို့ရှိရင်၃နော်၃ကောင်စားတယ်ဘာလို့ဒီမှာကကျွန်တော်တို့98နဲ့ပေါ့လို့ရှိရင်၃၃ကိုကျွန်တော်တို့6နဲ့ပေါ့လို့ရှိရင်1ကွာ6နဲ့ပေါ့လို့ရှိရင်1ဒါဘာပေါင်းကြည့်နော် အကောင်းကြီးဒီမှာကကျွန်တော်တို့6နဲ့9နဲ့ပေါ်လို့ရှိရင်ငါငါ့ကို quarter နဲ့ပေါ်လို့ရှိရင်6နော်ဒါ3နဲ့6ဒီမှာကကျွန်တော်တို့နှလုံးပေါင်းကြီးဒီ3 3ကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီ1နဲ့ပေါ်လို့ရှိရင်ငါနော်ဒီမှာငါဒီမှာကကျွန်တော်တို့နှလုံးပေါင်းကြီးဒီ2 2ကိုကျွန်တော်တို့အဖြေဖို့ရတဲ့နှလုံးပေါင်းကြီးဒီ2 2ကိုအဖြေဖို့ရတဲ့ကျွန်တော်တို့ခွာပေါင်းကြီးဒီ3နော်ခွာပေါင်းကြီးဒီ3 3ဒီခွာပေါင်းကြီးဒီ3 3လဲတာနော်ခွာပေါင်းကြီး3 3လဲတာကျွန်တော်တို့ပရိ6ဖြစ်တော့ပေါ့နော်ခွာပေါင်းကြီး3 3လဲတာ ဆက်ခွဲမှုပေါ့။ဘောင်းချင်းတို့တုံးနေတာအဲ့ဆက်ခွဲမှု။ဆက်ခွဲမှုပြီးသွားတဲ့အခါမှာဒီဆရာကဘောမြေကကျွန်တော်တို့နှလုံးပေါင်းချင်းဒီငါးငါးကိုကျွန်တော်တို့တုံးတဲ့ပုံလေးရှိရှိပေါ့နော်။လာရင်နော်။ငါးကိုတုံးတဲ့ပုံလေးရှိရှိနှလုံးပေါင်းချင်းဒီတစ်ဆယ်အဆယ်ကိုနှလုံးပေါင်းချင်းရှင်းတဲ့ပုံလေးရှိရှိပေါ့နော်။နှလုံးပေါင်းချင်းဒီရှိရှိကိုအဆယ်နဲ့ပေါင်းလို့ရှိရှိပေါ့နော်။နှလုံးပေါင်းကြီးဒီ6နဲ့6နဲ့5ငါးကို3နဲ့ပေါင်းလို့ရှိရှိပေါ့နော်နှစ်နဲ့3နဲ့ပေါင်းလို့ရှိနှစ်နှစ်ကိုကျွန်တော်တို့ရှင်းပြဖို့အတွက် သုံးသည်လဲတိုင်းနော်ခုနကကျွန်တော်တို့သုံးလဲတိုင်းနဲ့ကွာပေါင်းချင်းသုံးနဲ့ပရိ6နဲ့ဟိုကိုက်မဲ့ကိုက်နော်ကျွန်တော်တို့ကိုက်မဲ့ကိုက်အဲ့မှာ8 5ပြားပေါ့နော်8 5ပြားကစားမလားနားမလားလို့မသိဘူးနော်ကစားမလားဒီမှာကျွန်တော်တို့သုံးလုံးပေါင်းချင်းဒီဟာ9ကိုကွာသုံးနဲ့ပေါင်းလို့ရှိ8နော်ဒီမှာသုံးလုံးပေါင်းချင်းဒီ9 9ကိုကွာ9နဲ့ပေါင်းလို့ရှိ8နော်သုံးလုံးပေါင်းချင်းဒီ6နဲ့ကိုသုံးလုံးပေါင်းချင်းဒီ9ကိုကွာ9နဲ့ပေါင်းလို့ရှိ8နော် ့သုံးလုံးပေါင်းကြီးဒီတင်းတင်းသုံး6 6ကို1နဲ့ပေါင်းလို့ရှိရင်ရှင်းနော်အသုံးလုံးပေါင်းကြီးဒီ5နော်ကိုသုံးသုံးသုံးလုံးပေါင်းကြီးဒီ5ဟုတ်ပါသုံးနဲ့ပေါင်းလို့ရှိရှင်းဒါလည်းကျွန်တော်တို့ကွာသုံးမယ်နော်အဲ့ကွာသုံး6 6 6ရိုက်တယ်နော်အဲ့ဒီကွာသုံး6ရိုက်တဲ့ကမှာသူ့ကိုတစ်ခါပြန်ပြီးတော့ကျွန်တော်တို့ဒီမှာပြန်လာတာကနှလုံးအဲဒီမှာပြန်လာတာကနှလုံးပေါင်းကြီးဒီ4 4ကိုပရိတ်တင်းနဲ့ပေါင်းလို့ရှိရင်5ဟုတ်ရှင်းနောက်ပေးနဲ့ပေါင်းလို့ရှိရင်3 8ပါကွာ3နှလုံးပေါင်းကြီးဒီ6 ၆ကိုပရိတိနဲ့ပေါင်းလို့ရှိရင်ခွန်၊ခွန်ကို၆နောက်ပိနဲ့ပေါင်းလို့ရှိတယ်၃။အဲလိုပေါင်းကြီးဒီ၄၊၄ကိုပရိကိုနဲ့ပေါင်းလို့ရှိရင်ထို၃ကိုသူ၅နောက်ပိနဲ့ပေါင်းလို့ရှိရင်တော့နော်။နောက်ကျတော့နှလုံးပေါင်းကြီးဒီ၈၊၈ကိုပရိနိနဲ့ပေါင်းလို့ရှိရင်၃၊၃နောက်ဒီ၃နောက်ပိနဲ့ပေါင်းလို့ရှိရင်တော့နော်။နောက်ကျတော့နှလုံးပေါင်းကြီးဒီ၃ကို၄နဲ့ပေါင်းလို့ရှိရင်နော်။နှလုံးပေါင်းကြီးဒီ၃ကို၄နဲ့ပေါင်းလို့ရှိရင်ခွန်၊ခွန်ကိုပရိ၆နဲ့ပေါင်းလို့ရှိရင်၃ဖြစ်မယ်ဆိုရင်少不得。 နော်ဖော်ဘရီကွာသုံးခုခါတယ်နော်ဖော်ဘရီကွာသုံးသုံးခါတယ်ဒီရှင်းငါးပြားသုံးငါးပြားရှင်းငါးပြားနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာကဏ္ဍကကျွန်တော်တို့တစ်ခွက်ထဲလာတယ်နော်ကျွန်တော်တို့စာစစ်ကြည့်ပါမယ်စစ်ကြည့်ပြီးတော့ရှင်းပြကျွန်တော်တင်ပြပါမယ်နိုင်ပေါ်ပါနော်အားလုံးပဲမင်္ဂလာပါခင်ဗျာ